မွေးနေ့မချိရှင်ကိုအသက်ကြီးလို့ချိရှင်ကိုအာတမင်အမျိုးမမွေးနေ့ဆိုတာယိုယိုနေ့ပဲတမီတမီလဲဟိုပွဲတခါမှမလုပ်ဘူးတမီရဲ့မွေးနေ့ပါတီအမျိုးသွားပြီးပါတီထွက်ကြမယ်ဆိုတော့မရှိဘူးတခါမရှိဘူးမင်းမင်းလည်းဖဖေလည်းအရန်ချစ်တာလို့မင်းမင်းဖဖေမရှိရေတမီဒီမှာမရှိနေဘူးမိုက်ခွက်လည်းအများကြီးဒီမှာမရှိနေဘူးပေါ့နော်အာမင်းမင်းလည်းဖဖေလည်းကျေးဇူးများတင်ပါတယ်လို့တမီ မွေးထောက်လာပြီးတမီတော်တဲ့တမီလူကောင်းဖြစ်နေတော့အာတမီအလုံးအလုံးဝင်တဲ့တမီအာကျေးဇူးများတင်ပါတယ်လို့ဟေးမနက်ဖြန်မွေးနေအာတမီလေဘယ်လိုပြောမလဲစိတ်ထဲမှာတမီအလုံးလုံးလားစိတ်ထဲမှာအလုံးလုံးတယ်ဒါပေမဲ့တမီလည်းအမျိုးကြောင်စာလေးလေးခွေးစာလေးလေးလမ်းမမှာတမီအမျိုးတွေ့ချင်းတယ် အတွေးချင်တယ်ဗောတမီလည်းအလူအများကြီးလှုပ်ချင်တာဒါပေမဲ့နည်းနည်းလေးပတ်စံစုပြီးအမေဖေတို့တစ်ချက်တော့မေတစ်ချက်တော့ဒါပေမဲ့မေမေနဲ့ဖေဖေလည်းပို့ပြီးရေးကြည့်တယ်မေမေနဲ့ဖေဖေမရှိတမီအီအောင်ထိုးမရှိဘူးလေလို့အာမေမေဖေဖေကြည်စုများကြီးတင်ပါတယ်လို့ပြောတော့ ငိုမယ်ထိနှောင်မယ်မင်းမင်းလည်းဖဖေလည်းအရန်ချစ်တာလို့မင်းမင်းဖဖေမရှိရေတမီးဒီမှာမရှိနေဘူးမိုက်ခွက်လည်းအများကြီးဒီမှာမရှိနေဘူးပေါ့နော်အာမင်းမင်းလည်းဖဖေလည်းကျေးဇူးများရေးတင်ပါတယ်လို့တမီး မွေးထုတ်လိုက်ပြီးတမီတော်နေတဲ့တမီလူကောင်းဖြစ်တယ်နော်အာတမီအလုံးအလုံးဝင်တဲ့တမီအာကျေးဇူးများတင်ပါတယ်လို့အီအီအောင်ထိုးကို အများကြီးဆွဲခေါ်တဲ့အတွက်တမီကိုလည်းအများကြီးအားပေးတဲ့အတွက်ပရိသတ်အများကြီးကိုလည်းအရေးကြီးတယ်တမီကို support ပေးတဲ့တန်ကျေးဇူးများတင်ပါတယ်မီဒီယာလည်းကျေးဇူးများတင်ပါတယ်မွေးနေ့တင်ပါမှမဆူတောင်းဒီရဲ့မီဒီယာအများကြီးကိုလည်းအောင်မြင်ပါစေလို့ပရိသတ်အများကြီးကိုလည်းအောင်မြင်ပါစေလို့ဆုတောင်းမိရှင်ပါတယ်ရှင်အဲ့ဒါမွေးနေ့ပွဲရောလုပ်ခဲ့ဘူးလားဘယ်ပွဲလဲဆောင် ဟုတ်တယ်အော်ခုခေါ်တယ်အာတမီတမီလဲဟိုပွဲတခါမှမလုပ်ဘူးတမီရဲ့မွေးနေ့ပါတီအမျိုးသွားပြီးပါတီထွက်ကြမယ်ဆိုတော့မရှိဘူးတခါမရှိဘူးဟိုအများဆုံးက content လုပ်လိုက်မယ်ကိတ်မုံလည်းနည်းနည်းစားလိုက်မယ်အဲအမေဖေဖုံးဆက်လိုက်မယ်ဆိုပြီးပြီးဒီမွေးမွေးနေ့တရပြီးပြီးမွေးနေ့မရှိရှင်ဟိုအသက်ကြီးလို့ရှိရှင်အာတမီအမျိုးမွေးနေ့ဆိုတာရိုးရိုးနေ့ပဲ အရေးကြီးတဲ့နေ့ဆိုလားကိုတနေ့တနေ့ကိုအကောင်းဆုံးလုပ်ဖို့နေ့လုပ်ရမယ်နေ့တနေ့တနေ့ကိုကိုထိန်ရမှာပေါ့အဲထိန်ရမဟုတ်တနေ့တနေ့ကိုအကောင်းဆုံးဖြစ်ရအောင်ကိုလုပ်ရမှာပေါ့ဟုတ်ကဲ့ ဟုတ်တယ်တခါမှမလောက်ခဲ့ဘူးတမီအသက်9နှစ်10နှစ်သောဆိုရင်ပြပြတမီကိုပါအာဘာလဲ surprise လေးလုပ်ပေးတယ်အတမီကိမုံလေးယူလာပေးတယ်နောက်တော့တမီကဟိုမာဒါကတ်စကာဟိုလေကတူညုတ်ရှင်ကိုင်းကြည့်ဆိုအစီဒီခွေလေးလေးဝယ်လာပေးတယ်အဲ့လောက်ပဲရှိတယ်အာတမီကြီးလာတော့အဖေတမီကြီးလာတော့အဖေကပြေးမှပြီအဖေတိတ်မလုပ်ပေးတော့ဒါပေမဲ့အဖေအမြဲတမ်းဖုန်းဆက်လာအမ်ဝင်းနေ happy birthday နော်အဲ့လောက်ဆိုတမီအရှမ်းကျင်နေပြီအဖေလည်းမင်းမင်းလည်း တမီးတမီး Happy birthday နော်တမီးတမီးဒီထမကအောင်မြေစွတ်တောင်းမဲ့စေတမီးအချမ်းကိုပြောအာတမီးရဲ့တကယ်စုပဲဟုတ်ကဲ့တခါမှမရှိဘူးတမီးမွေးနေဆိုရင်လုံးဝတမီးပွဲတယ်မလို့ချင်ဘာမလို့ချင်တငယ်ချင်းကိုတွေးလိုက်မယ်အတမီးရဲ့ထိုင်ဖန်တော့တမီးပြောတယ်လက်ဆောင်လေးလည်းမယူလာတဲ့ဒါပေမဲ့ဖနဲ့ကြိုက်တယ်မဟုတ်ဘူးလက်ဆောင်လေးလည်းမယူလာတဲ့လို့တမီးဘာမှဟိုဘာလဲပတ်ဆက်မကုန်မပေးကုန်ရှင်ပေါ့နော်တမီးကိုချေပေါ့ comment လေး စွတ်တောင်းလေးတွေရေးလိုက်ပြီလို့ဆိုရင်ကျင့်နေပြီရှင်ဟုတ်တယ်ဟုတ်တယ်တမင်းငယ်ငယ်တော့ဆိုအမေဖေကိုဘာမှမတောင်းသေးဘူးမွေးနေ့ဆိုဘာမှမတောင်းတယ်မယ်ယူယူနေ့ဆိုလမုံမုံပတ်စံလေးလေးတောင်းတယ်ပေါ့ငယ်ငယ်တော့ပေါ့နော်ဒါပေမဲ့အမေမွေးနေ့ရောက်ပြီဆိုရင်တမင်းငယ်ငယ်တော့ယင်ခုံဆုံးဆိုလာအဖေကိတ်မုံလေးဝယ်လာပေးမယ်တဒုံအမေဆိုအာအယမ်းပြော့ပြီ โอเคကြီးလာတော့အာရရပါတယ်ဘာမဖြစ်ဘူးအဲအဲ့တော့ဒီနေ့မှာကျွန်တော်တို့ဆီကဘယ်လိုမော်ဒယ်လဲဆိုတော့ကျွန်တော်တို့အမေလည်းဖေလည်းဖုံဆက်လာပဲမျော်လင့်တယ်အဲအမေအဖေဖုံဆက်လာပြီဆိုအာတမီးရဲ့အရန်လက်ဆောင်လေးပါတော့ကဲတူတူမရှိဘူးတမီးအလုံးလုံးမဲ့ခုနှစ်ရက်နေအလုံးအော်ဒီနေ့ပေါ့ဒီနေ့ဒီပန်ကရောက်နေတမီးအလုံးလုံးမဲ့နောက်မနေ့ဖန်ဆိုရင်တမီးအချိန်ရှိရပေါ့ကြောင်စာလေးလေးခွေးစာလေးလေးအမျိုးလမ်းမေးမှာတမီးသွားချပေးမယ်အဲအဲ့ဒါဆိုဒီကျင့်နေပြီ ်ဟုတ်တယ်တခါတည်းဆိုကိုဝန်းနဲ့တွေးချင်တဲ့အမေနဲ့ဖေလဲဒါပေမဲ့ဒီစိတ်ထဲမှာလာတိုင်းဘောနော်တမီးလိုအမေဖေလဲခွဲခြားတဲ့လူလာတိုင်းဆိုအမေဖေလဲကိုတော်တွေ့စေချင်တယ်ဘာဖြစ်လဲဆိုတော့အမေနဲ့ဖေလဲအတက်ကြီးလာတယ်တမီးနဲ့အတက်ကြီးလာဆိုတော့အမေနဲ့ဖေလဲပြန်ပြီးအများကြီးဂယူဆိုက်ရမှာလို့တမီးလဲအခုမှစူးစမ်းပြီးအမေဖေကိုစူးစမ်းပြီး ူဆိုင်ပေးပါတယ်လို့နောက်တမီတောင်းမဲ့ပါတယ်အမေနဲ့ဖေနဲ့မိမိကကဲမနေရအောင်ပုံမွေးနေမှာဒါပေမဲ့ခုနှစ်ထောင်းဆိုတော့ပိုပြောတယ်မြန်မာပြည်မှာရှိတယ်အာကိုတက်မလင်းလို့ကိုအကာလို့တမီလို့မန္တလေးမှာအလှတလုံးကြရပေါ့နော်ဒါပေမဲ့ဒီနှစ်မှာလို့တမီဘန်ကောက်မှာအလုံးလုံးဆိုတော့တမီကိုခွေလို့ပြပါနော်မိမိဖေဖေဟုတ်ကဲ့ပါအဲ့တော့တမီကိုအများကြီးချစ်ခင်အားပေးရတဲ့အားလုံးကိုပြောပေးပါဦး ဟုတ်ကဲ့ပရိသတ်အများကြီးကိုကြည်စုများရဲ့တင်ပါတယ်တမီတခုခုပြောဆိုမာကြဆိုလဲတမီကိုခွင့်လွှတ်ပေးကြပါနော်ကြည်စုများရဲ့တင်ပါတယ်ရှင်